ပါရှင်။လင်းလင်းရဲ့ blog channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။လင်းလင်းဒီနေ့ share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့စက်တဘာ23ရက်နေ့2025ခုနှစ်ကနေအခုအောက်တိုဘာ9ရက်နေ့ပေါ့နော်နှစ်ပတ်တာကာလအတွင်းမှာကမ္ဘာရွှေစည်းတွေရောထိုင်းရွှေစည်းတွေရော မြမရွှေစည်းတွေရောရွှေစည်းတွေအားလုံးဟာစံချိန်တင်အောင်မြင့်တက်ခဲ့တဲ့အကြောင်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အကြောင်းအရာလေးကိုမစတင်ခင်မှာလင်းလင်းရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ပါတော့မယ်ရှင်။ဘာရွှေစရာဆိုလို့ရှိရင်တော့ဒီ2025ခုနှစ်ဇန်နဝါရီ1ရက်နေ့ကနေစပြီးတော့အခုအောက်တိုဘာ9ရက်နေ့အထိပေါ့စံချိန်တရားမြင့်တက်ခဲ့တာတွေကိုတွေ့ရပါတယ်။ ရွှေစည်းတွေဘာကြောင့်မြင့်တက်လာလဲဆိုရင်အကြမ်းပြင်းအားဖြင့်ဆိုရင် American ဗဟုဘဏ်ကနေအတူနုံလျှော့ချလိုက်တာတွေပြီးတော့ Central Bank ဘက်ကနေပြီးတော့ရွှေဝယ်ယူမှုနှုန်းမြင့်တက်လာတာတွေကမ္ဘာစီးပွားရေးကျဆင်းလာတာတွေနိုင်ငံရေးစီးရေးစရဲမတည်ငြိမ်မှုတွေကြောင့်မလို့ရွှေစည်းတွေဟာပိုပြီးတော့မြင့်တက်လာတယ်လို့အကြမ်းပြင်းအားဖြင့်ယူဆလို့ရပါတယ်အခုပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာပဲစက်တင်ဘာ23ရက်နေ့ကစပြီးတော့ဒီအောက်တိုဘာ မနေ့အထိအော်တိုဘာ6ရက်နေ့အထိဆိုလို့ရှိရင်ရွှေဈေးဟာတအောင်စားဟု3,918.00ဒေါ်လာကနေခုမနေ့အထိဆိုရင်3,904.31 ဒေါ်လာအထိကိုမြင့်တက်သွားတာကိုတွေ့ရပါတယ်။ဒါဟာနှစ်ပတ်အတွင်းမှာပဲ5%မြင့်တက်ခဲ့တာဖြစ်ပြီးတော့ဇန်နဝါရီ၁ရက်နေ့ကနေအခုအောက်တိုဘာ၆ရက်နေ့အထိဆိုရင်တော့40%မြင့်တက်ခဲ့တာကိုလည်းတွေ့ရပါတယ်။အဲလိုမျိုးပဲထိုင်းရွှေဈေးဟာဆိုလို့ရှိရင်လည်း23ရက်နေ့စက်တင်ဘာ2025ခုနှစ်မှာရွှေဈေးဟာတစ်ဘက်ကို96,500ဘတ်ကနေပြီးတော့အခု9ရက်နေ့ဒီနေ့အထိအောင် 6100ဘတ်အထိအများကြီး4600ကျော်မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ဒီနှစ်ပတ်အတွင်းမှာပဲရွှေဈေးဟာ800ကျိုင်းတော့8%အထိတက်လာတာကိုတွေ့ရဖြစ်ပါတယ်။မြမငွေဈေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်ပတ်အတွင်းမှာပဲ6000နီးပါးလောက်တက်လာတာကိုတွေ့ရပါတယ်။ အဲ့ဒီလိုပဲမြမရွှေစည်းဟာဆိုလို့ရှိရင်လည်းအခု၁၂နှစ်အချိန်နဲ့ဆိုလို့ရှိရင်88သိန်း9000အထိအောင်မြင့်တက်ခဲ့ပြီပဲဖြစ်ပါတယ်။တစ်ချက်သားကို88သိန်း9000အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်ရှင်။အခုလိုမျိုးရွှေစည်းတွေမြင့်တက်နေတဲ့အချိန်မှာတချို့ရွှေဝယ်ယူစုဆောင်းသူတွေလုံမိတဲ့အမားလေးတွေတော့ရှိတာပေါ့နော်။ဒါကဘာကြောင့်ဘာတွေလဲဆိုလို့ရှိရင်တော့ပြည်မြအားဖြင့်ရွှေဝယ်ယူစုဆောင်းသူတွေဟာ ရွှေစင်းမြင့်တက်နေတဲ့အချိန်မှာဝယ်ယူမိတာတွေရှိတတ်တယ်။ရွှေပုံမှန်စုနေတဲ့သူတွေဟာ cost averaging လို့ခေါ်တဲ့လာစဲဝယ်နေကြအတိုင်းပုံမှန်စုတဲ့စနစ်အတိုင်းသွားမယ်ဆိုလို့ရှိရင်ရွှေစည်းတက်တဲ့အချိန်မှာဝယ်ယူမိတာတွေပြန်ရောင်းတဲ့အချိန်မှာမတော်တဆရှုံးသွားတာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်ဒီလိုမျိုးပုံမှန် cost averaging နည်းနဲ့ဝယ်ယူစုဆောင်းခဲ့တဲ့သူတွေအတွက်ကတော့ကိစ္စမရှိဘူးပေါ့နော်သူတို့ကရွှေစည်းကျနေတဲ့အချိန်မှာပဲ ဇက်တိုက်ဝယ်ယူခဲ့မိတာဖြစ်တဲ့အတွက်ရွှေစည်းတက်နေတဲ့အချိန်မှာလည်းသူတို့ရွှေကိုတကယ်လို့ပြန်ရောင်းခဲ့မိမယ်ဆိုလို့ရှိရင်တော့မရှုံးဘူးပေါ့နော်အဲဒါပေမဲ့တချို့လူတွေကကြတော့ကြောက်အားလန့်အားနေပေါ့နော်ရွှေစည်းတက်နေတဲ့အချိန်မှာမှသွားပြီးတော့ဝယ်မိတာလေးတွေရှိတယ်။ရွှေစည်းကြားတဲ့အချိန်မှာရောင်းမိတယ်ဆိုရင်တော့ဒါလေးကရှုံးသွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ရွှေစိတက်တဲ့အချိန်မှာမဝယ်ဘဲနဲ့ဈေးအေးတဲ့အချိန်ပေါ့နော်ဈေးကျသွားတဲ့အချိန်လေးကိုစောင့်ပြီးတော့ဝယ်ယူဖို့အတွက်လေယာအကြံပေးလိုပါတယ်ရွှေစိတက်နေတဲ့အချိန်မှာမရောမင်းနဲ့စိတ်ချီလက်ရှိခဏလောက်တော့စောင့်လိုက်အောင်ပေါ့နော်စောင့်ပြီးတဲ့အချိန်ကျမှရွှေစိလေးအမြင့်ဆုံးအချိန်ကိုရောက်သွားတဲ့ဆိုပြီးခံမှန်းလို့ရတဲ့အချိန်လေးမှမှရောင်းချတာမျိုးလုပ်တဲ့နဲ့ရွှေစည်းတွေပြန်ပြီးတော့ကြာနေပြီကြာနေပြီဆိုပြီးတော့နောက်ဆုံးကြာသွားတဲ့ ချိန်ကြမှာပြန်ပြီးတော့ရောင်းချမိရာမျိုးလေးတွေလည်းရှိတတ်တယ်ပေါ့နော်ဒါကြောင့်ပြည်ဝဲယူစုဆောင်တဲ့သူတွေအနေနဲ့ရွှေစည်းကျနေတဲ့အကြဆုံးဖြစ်နေတဲ့အချိန်မှာမရောင်းမိဖို့လည်းလိုအပ်ပါတယ်ရွှေကိုမြက်ဖို့အတွက်ဝယ်မယ်ဆိုလို့ရှင်ရင်တော့ဒီအချက်လေးတွေကိုကြည့်ပြီးတော့ဝယ်ယူရမှာပဲဖြစ်ပါတယ်အခောက်ရွှေဂိုးပါဒါမျိုးစတဲ့အတုံးခဲလေးတွေကိုဝယ်ယူစုဆောင်တင်ပါတယ်နောက်ထပ်လက်ခတွေအရောအတွက်ဒီမပေးရတဲ့လက်ခအနည်းဆုံးအရောအတွက်အနည်းဆုံးဖြစ်တဲ့ရွှေ အတုံးခဲဆိုလို့ရှိရင်တော့သူ့ရဲ့တံပိုးကရွှေတံပိုးပေါ်မှာပဲရှိတဲ့အတွက်အကောင်းဆုံးကတော့ရွှေအတုံးခဲတွေကိုဝယ်ပြီးစုဆောင်းတာပေါ့နော်ရွှေဝယ်ယူတာလေးတွေပြီးတော့အခုဆိုလို့ရှိရင်နောက်ပိုင်းမှာခက်စားလာတာကြတော့ရွှေစုစာအုပ်တွေအဲရွှေစုကတ်တွေပေါ့နော်အဲအဲ့လိုမျိုးကတ်လေးတွေကိုဝယ်ယူထားလို့ရှိရင်ရွှေကိုလည်းလက်ဝယ်ကင်ထားစရာမလိုဘူး ကဒီစရင်ထဲမှာပဲပေါ့နော်စာအုပ်ထဲမှာစရင်ထဲမှာကတ်တေထဲမှာပဲကိုရဲ့ရွှေတွေစုထားပြီးသားဖြစ်တယ်ပြန်ရောင်းလို့ရှင်ရင်လည်းအလွယ်တကူပြန်ပြီးတော့စိုက်မသွားပြီးဒီကတ်ပြားတွေလိုအပ်တဲ့ကိုရဲ့အချက်အလက်တွေနဲ့သွားပြီးတော့ပြန်ရောင်းချလို့ရတယ်လွယ်လွယ်ကူကူရောင်းချလို့ရတယ်အရေးကြီးတာကတော့ဒီလိုမျိုးစုဆောင်မယ်ဆိုလို့ရှင်ရင်တော့စိတ်ချရတဲ့ယုံကြည်ရတဲ့တကယ်ကိုအမခံချက်ပေးနိုင်တဲ့ရွှေဆိုင်တွေရနေပြီးတော့ပဲဒီလိုရွှေစုစာအုပ်လောက်တာတွေရွှေကပ်ပြားလောက်တာလေးတွေကိုလှူဆောင်တင်ပါတယ် ဒါဆိုလို့ရှိရင်တော့ဒီနှစ်ပတ်အတွင်းမှာတိတိတသာရွှေစည်းနှုံးတွေဟာအများကြီးမြင့်တက်ခဲ့တဲ့အတွက်ရွှေဝယ်ယူစုဆောင်းတဲ့သူတွေအတွက်လည်းအခုဆိုလို့ရှိရင်ရင်းနှီးမြှုပ်နှံထားတဲ့သူတွေအတွက်လည်းဒါအတိုင်းအတာလေးတစ်ခုအထိအမြတ်ငွေရရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တကယ်လို့ရွှေဝယ်ယူခြင်းတဲ့သူတွေအခုမှစပြီးတော့ရင်းနှီးမြှုပ်နှံမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း တလုံးတစ်ခဲတည်းပေါ့နော်ကိုစုဆောင်းထားတဲ့ငွေအားလုံးကိုတုံးပြီးတော့ဝယ်တာမျိုးမဟုတ်ဘဲနဲ့ခဏလောက်ဈေးအေးမဲ့အချိန်လေးကိုစောင့်ကြည့်ပြီးတော့ cost averaging နီးနဲ့ဝယ်ယူပေါ့နော်လာစဉ်ကိုကအဲ USD တထောင်ဘူးဝယ်မယ်ဆိုရင်လည်း USD တထောင်ဘူးပဲပေါ့နော်ပုံမှန်လေးဝယ်ယူသွားတာမျိုးဥမာ7သိန်းဘူးဝယ်မယ်ဆိုလဲ7သိန်းဘူးဝယ်ယူသွားတာမျိုးပေါ့နော်ဥမာဘတ်1000ဘူးဝယ်မယ်စသဖြင့်ပေါ့နော်တပတ်သားတစ်လောက်တပတ်သားပဲဝယ်စုမယ်စသဖြင့်ဒါမျိုးလေးပေါ့နော်ကိုယ့်ရဲ့ဒီပုံမှန် နှုံထားလေးအတိုင်းသတ်မှတ်ပြီးတော့ဝယ်ယူသွားတာမျိုးလေးကပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့လည်းဒါပို့ပြီးတော့ရှင်းနှီးမြုပ်နှံမှုမှာမှန်ကန်တဲ့ရှင်းနှီးမြုပ်နှံမှုဖြစ်နိုင်တယ်လို့လင်းရယူဆပါတယ်ဒီတစ်ပတ်မှာကတော့ဒါလေးကိုလင်းရဒီရွှေစည်းလေးတွေအတွက်ရွှေစည်းလေးတွေနှစ်ပတ်အတွင်းမှာရန်တက်ခဲတဲ့အကြောင်းလေးကိုတင်ပြပေးသွားတာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးဘုဒ္ဓတရားဖွေရာအကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်လင်းလင်းရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့နိုင်အောင်နော် ားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ